မင်္ဂလာပွဲ၆ပွဲဆောင်ပြီးဟန်နီမွန်းထွက်ဖို့ငွေမရှိတော့ဘူးလားလို့မိကွန်းထုတ်လာတဲ့သူတွေကိုအခုလိုပညာသားပါပါတုံ့ပြန်ခဲ့တဲ့ဆိုပြေ မင်္ဂလာဝဲချဝဲကိုကြည့်ကြခမ်းနားစွာကျင်းပခဲ့တာကတော့ငယ်စဉ်ဇုံတွဲလေးပဲဖြစ်ပါတယ်။လက်ထက်ထားတဲ့ဇုံတွဲလေးကအချစ်ခီအစဟန်နီမူးခီကိုထွက်ကြလိရှိပြီးမြေငယ်စဉ်ဇုံတွဲလေးကတော့အခုအချိန်အထိအလုပ်တွေကိုသာဖိလုံနေခဲ့တာကြောင့်ဟန်နီမူးထွက်ဖို့အတွက်ငွေမရှိတော့ဘူးလားဆိုပြီးတော့တောင်းထင်ခံနေရတဲ့အထိပါပဲရှင်။ဒါကလည်းရှေ့မှာဒီလိုအဖြစ်ပြက်ရှိထားဘူးလို့ပါ။မင်္ဂလာဝဲကိုသူများတွေထက်ထူးကြအောင်အခမ်းအနားဆုံးကျင်းပပြီးတော့တိမ်မောင်းတောင်းချစ်အကောင်ကြခံကျင်းပခဲ့တဲ့ beauty blogger နေဂျီဦးကလည်းမင်္ဂလာဝဲအပြီးဟန်နီမူးထွက်ဖို့အတွက်ငွေမရှိတော့တာကြောင့်တရားစခန်းဝင်လာ တဲ့အထည်ဖြစ်ခင်ရပါတယ်။အခုလည်းငယ်စဉ်ဇုံလေးလေးကတရားစခန်းတော့မဟုတ်ပေမဲ့အလုပ်တွေကိုတောက်လျှောက်လုပ်နေခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ပရိသတ်တွေအနေနဲ့အလားလားကဝိုင်းပြီးတော့ shift ခဲ့ကြရတဲ့ငယ်စဉ်ဇုံလေးလေးရဲ့မင်္ဂလာပွဲကတော့ social media မှာအချိန်တော်ကြာအောင်လွှမ်းမိုးထားနိုင်ခဲ့တဲ့အထည်ကြီးကျယ်ခမ်းနားခဲ့တာကတော့အမှန်ပါပဲရှင်။မင်္ဂလာပွဲ6ပွဲကျင်းပခဲ့တာဖြစ်ပြီးတော့တပွဲချင်းစီတိုင်းမှာလည်းအခမ်းအနားဆုံးအကောင်းဆုံးကျင်းပနိုင်ခဲ့တာကြောင့်ငွေကြေးကုန်ကြမ်းမှုအများဆုံးမင်္ဂလာပွဲဖြစ်ခဲ့မယ်ဆိုတာမြင်ုံနဲ့တင်ခန့်မှန်းကြည့်လို့ရပါတယ်နော်။မြန်မာနိုင်ငံမှာမင်္ဂလာပွဲကိုကြီးကျယ် ကျဲဆုံးအခမ်းအနားဆုံးကျင်းပခဲ့ကြတဲ့အမှုပညာရှင်တွေများစွာရှိကြပြီးတော့မင်္ဂလာဝဲပြတာနဲ့တန်ပြီးတော့ဇနီးမောင်နှံတယောက်ကဟန်နီမွန်းထွက်ကြတာကများပါတယ်။မြန်မာနိုင်ငံမှာသာမကနိုင်ငံခြားခီးစင်နဲ့အထိပါဟန်နီမွန်းထွက်ပြီးတော့ပြန်လာမှသာအလုပ်တွေကိုဆက်လုပ်လို့ရှိကြပါတယ်။ဒါပေမဲ့အခုတော့ငယ်စဉ်ဇုံတွေလေးကဟန်နီမွန်းခီးမထွက်ပဲမင်္ဂလာဆောင်ပြီးနောက်ရက်မှပဲမန္တလေးကရွှေစံဖွံ့ဖွဲကိုဇုံတွေတယောက်ခဲ့တာကြောင့်အားလုံးကလည်းဒီကိစ္စကိုသိကျင်နေကြတာဖြစ်ပါတယ်။အရင်ကလည်းပွဲတူတက်လို့ရှိကြပြီးတော့အခုကတော့ငယ်စဉ်ဇနီးမောင်နှံအဖြစ်ပထမဆုံးတယောက် တက်ပွဲလည်းဖြစ်ပါတယ်။ ဟိုင်းနမမထွက်ပဲစတက်အလုပ်တွေကြိုးစားနေတဲ့ငစဉ်ဇုံတွေလေးကကိုကြီးကိုတာနဲ့အလုပ်ကိုခွဲခြားတတ်ကြတဲ့ professional ပြည်သားတွေလည်းဖြစ်ပါတယ်။မင်္ဂလာမဆောင်ခင်ကလေးကလက်ခံထားတဲ့အလုပ်တွေကိုဟန်နီမွန်းတောင်မထွက်သေးပဲမင်္ဂလာဝဲပြီးတာနဲ့တန်ပြီးမပြတ်မကွက်တက်ရောက်ပြီးခဲ့ကြတာကြောင့်ဒီထက်ပိုပြီးတော့အောင်မြင်ကြမယ့်အနုပညာရှင်တွေအဖြစ်လည်းမှတ်ယူနေကြပါတယ်။ဆိုဖြစ်တဲ့စဉ်ကအနေအထူးတယောက်ဆိုပေမဲ့ဒီလိုမျိုးအလုပ်ပေါ်မှာကြိုးစားမှုစီမံခန့်ခွဲတတ်မှုတစ်တည်းမြတ်မြတ်ရှိမှုတွေကြောင့်ပဲဟင်းဝင်ရဲ့မိဘတွေကအယံကိုသဘောကျနေကြရတာဖြစ်ပါတယ်။ဆိုဖြစ်တဲ့စဉ်ကတော့သူတို့ဇုံတွေကိုငွေ ရှိလို့ဟန်နမမထွက်ဘူးလားလို့မေးနေကြတဲ့သူတွေကိုအခုလိုမျိုးပညာသားပပနဲ့ပြန်လည်တုံ့ပြန်ပြောဆိုလာခဲ့ပါတယ်။အခုဆိုရင်တော့အစိုးရကပွဲတွေတရောင်နေတဲ့ဆိုတာကလည်းဟန်နမထွက်နေရတယ်လို့ပါပဲ။နှစ်ယောက်တည်းခီးတွေထွက်ရတာဆိုတော့ပျော်ပျော်ရွှင်ရွှင်ပါပဲ။သွားကျင်တဲ့နေရာသွားတယ်၊စားကျင်တာစားတယ်။အရင်လက်ခံထားတဲ့အလုပ်တွေပြအောင်ဖြတ်ပေးပြီးဆိုရင်တော့ relax အနေနဲ့ဟန်နမကထွက်ကိုထွက်မှာပါဆိုပြီးငွေမရှိလို့ဟန်နမမထွက်ဘူးလို့ထင်နေကြတဲ့သူတွေကိုပညာသားပပနဲ့ပဲအခုလိုပြန်လည်တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မကြမီအချိန်တစ်ခုအတွင်းမှာ တော့ရှေ့သွားနောက်လိုက်ညီကြတဲ့ငယ်စဉ်ဇနီးမောင်နှံရဲ့ပြားရည်စံအချစ်ကြီးလှလှလေးကိုလည်းပရိသတ်တို့ကတွေ့မြင်ကြရအောင်မှာဖြစ်ပါတယ်။မင်္ဂလာဝဲ6ဘဲကိုကြီးကျယ်ခမ်းနားစွာစောင့်ပြီးတော့ဟန်နမမထွက်ပဲအလုပ်တွေကိုသာဖိလုံနေလို့ခီးထွက်ဖို့ငွေမရှိတော့ဘူးလားလို့ထင်နေကြတဲ့သူတွေကိုအခုလိုမျိုးပြန်လည်တုံ့ပြန်လိုက်တဲ့စိုးပြတဲ့စရာပေါ်မှာပရိသတ်ကြီးတို့ရောဘာများပြောကြမှာလဲ။ငယ်စဉ်စုံတွဲလေးကိုချစ်ခင်အားပေးနေကြသူတွေရှိသေးလားဆိုတာလေကမမပြောခဲ့ပေးကြပါဦးနော်။